အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်းဒီချန်နယ်ရနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးဆရာတာတီရေးသားထားတဲ့မှန်ထောင်ကဝေးမှာဆိုတဲ့ပြရတော်ကဇလန်လေးတင်ဆက်ပေးခြင်းပါတယ်ဇလန်လေးမစသေးခင်မှာ channel လေးကို like and subscribe အနေနဲ့ဇလန်တတိတင်တိုင်းမှာသိနိုင်မှုလူဒီကောင်းလေးလိုက်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇလန်လေးစလိုက်ပါတော့မယ်တာတီရွာပြန်တယ်ဒါပေမဲ့မကြပါဘူးဆရာကြီးနဲ့ဆရာနုဖအ мян ပြန်လာခဲ့ဖို့မှားလိုက်တာနဲ့ တာတေတလားတော်မပြေခင်ရန်ကုန်ကိုပြန်ရောက်လာခဲ့တယ်။ရောင်းမဆိုင်ပါပဲဗျ။မောက်တာတေမင်းရောက်လာတာနဲ့အတော်ပဲဟိ။ဆရာကြီးကစီးကြုံပြောနေဗျ။ဆရာနုံဘာကလည်းပြုံးပြီးကြည်နေတယ်။ဧကန်ကတော့ကိုယ်ဝေလိုက်ရအောင်ပဲထင်တယ်။အဲဒီလိုတာတေကပြန်ပြောလိုက်တော့ဆရာကြီးကပြုံးပြီးတာတေကိုပြောတယ်ဗျ။မောက်တာတေကလည်းပါရမီအခန့်တဲကောင်းတကူကွယ်တွေးလိုက်ရင်တန်းနေတော့တာပဲ။ဟုတ်တယ်မောက်တာတေရဲ့ခရမ်းသုံးခွားဘက်မှာအတူးဆန်းနေဖြစ်နေပါရောလား။ ဘလို့အထူးစမ်းများတော့ဆီယာနိုဖာရဲ့ကျေးစားလူသက်သမားတယောက်ပေါ်နေလို့ကွာဗျာကျေးစားလူသက်သမားဟုတ်လားဆီယာနိုဖာရဲ့ဒါဆိုရင်ပလိပတ်ကိုအကြောင်းကြားရမှာပေါ့ဗျတုတ်တုတ်နဲ့ဘာဆိုင်လို့တော့ဒီလိုကွယ်မောင်တာတည်းရဲ့ကျေးစားလူသက်သမားဆိုပေမဲ့ယောက်ျားမဟုတ်ဘူးမိန်းမတယောက်ဟာတော်တော်တတ်တိကောင်းတဲ့မိန်းမပါလားဗျတတ်တိမကောင်းပါဘူးမောင်တာတည်းရဒီမိန်းမအခကျင်းဝေယူပြီးလူကိုဓာတ်နဲ့ထိုးတဲ့တဏ္ဍာနဲ့ပြစ်သက်တာမျိုးမဟုတ်ဘူးကွယ် ကိုယ်ဝေပညာနဲ့လူမသိအောင်တတ်တာကဒါပေမဲ့အဲ့ဒီလိုတတ်ပြီးရတဲ့အတွက်အခါချင်းဝင်ရတော့မနေမနောရတာဆိုပဲဟာဒါဆိုကိုယ်ဝေမပေါ့ဟုတ်လားဆရာကြီးဟုတ်ပါဗျာဟုတ်ပါနည်းနည်းနောနောပညာလည်းမဟုတ်ဘူးကွနေပါဦးဆရာနုဖားရဲ့ဒီသတင်းကိုဆရာတို့ဘလို့များရတာတော့မြခင်ရမ်းမနေရဲ့ဆရာကြီးရဲ့တပည့်တယောက်ကဆရာကြီးကိုလာပြီးသတင်းပို့တာလေကွာဒီကဝေမာကြီးကတနေ့ရဲမှာအမြဲနေတာမဟုတ်ဘူးလေကွာနေရအနှံ့သွားလာနေရတဲ့ အခုခရမ်းဘက်မှာလည်းမျိုးပေါ်နေရမဟုတ်ဘူးတဲ့တော်ထဲမှာတဲလေးထိုးပြီးနေတာတဲ့ဒါဆိုသူလူသက်တာဘလူများတိရတော့ဆရာနုံဖရဲ့อืมမောင်တာတရတေးသေးချာချာတွေးတက်တဲ့တငယ်ပဲဦးအေးတိတ်ကောင်းတာပေါ့ကွယောက်ျားဆိုတာဒီလိုတွေးမှတိုးတက်တာကဲနုဖမောင်တာတေးသိကျင်တော့တေးသေးချာချာရှင်းပြလိုက်ပါကွဒီလိုမောင်တာတေးရဲ့ခင်ရမ်းမနေရဲ့ဆရာကြီးရဲ့တပည့်နာမည်ကကိုကံမိုင်းနဲ့ကိုကံမာယမြူနီးချုံးဆက်မှာ ှဲ့လေသွားလာပြီးစေးလေးဝါလေးကူတယ်။တရက်ပင်လေဘက်ကရွာလေးမှာစေးသွားကူတော့ဒီကွေမဟိတတိယကိုစပြီးကြားတာကွ။အော်ကိုကံမိုင်စေးသွားကူတဲ့တိန်ကုံးရွာကာလာသားလေးတယောက်ကပြောပြတာလေကွ။တိန်ကုံးရှိရတော်ထဲမှာနွားပြောင်းလို့သွားရှာတော့မိမကြီးတယောက်ကိုတော်ထဲမှာတွေ့ခဲ့တယ်ဆိုပဲ။စပင်ဖားလျာကြီးချလို့လေကွ။မျက်လုံးပြူးပြူးနှစ်ဖူးကမောက်မောက်ကြီးရဲ့ဗျ။တမိန်ကြီးကိုလည်းဒူးကောင်းလာဝှက်ထားတာဆိုပဲ။အော်ဆရာနုံဖားကိုဖြတ်မေးပြရစီဗျ။ ဲ့ဒီကားနာသားလေးကဘသူလဲတော့အေးအဲ့ဒီတငယ်ရဲ့နာမည်ကမောင်အောင်နေကွာအသက်က20လောက်ရှိပြီရဲ့မောင်အောင်ကိုတွေ့တော့သူ့မျက်လုံးပြူးပြူးကြီးရဲ့နဲ့စိုက်ကြည့်နေရဆိုပဲပထမတော့မောင်အောင်ကမတွေ့ဘူးတဲ့သူ့နွားဟုတ်ပဲမဲရှာနေရတဲ့နောက်တော့သူ့နွားညိုကြီးကိုတွေ့ရတဲ့ဟိနွားညိုကြီးကတဲပင်ကြီးတပီအောင်မှငိုင်ငိုင်ကြီးရက်နေရတယ်ကွာဘယ်ဦးမှလည်းမသွားဘူးတဲ့အဲ့ဒါနဲ့မောင်အောင်ကဝမ်းသာအားရနဲ့သူ့နွားညိုကြီးစီအပြေးသွားတာပေါ့အဲ့ဒီတော့မှ နွားညိုကြီးနဲ့မလန်းမကန်ကနဆိုးပင်ကြီးအောက်မှာသမင်ဖားလျားနဲ့ရက်နေတဲ့အဲ့ဒီမိမကိုတွေ့ရတယ်ဟိတ်။မျိုးကနေတွေ့လိုက်တော့မအုံးလဲလန့်သွားရတဲ့။ဒီမာလီနောက်ပြန်လှည့်ပြေးမယ်အလုံးမှာအဲ့ဒီမိမကြီးကအတန်နဲ့ကြီးနဲ့ပြောတာတဲ့။ဟဲ့ကောင်လေးမပြေးနဲ့။ဒါနဲ့နွားလား။ဟုတ်ဟုတ်ပါရဲ့ဗျ။မအုံးကကြောက်ကြောက်နဲ့ဖြေးရတာပေါ့။အဲ့ဒီတော့သူ့ရဲ့ဒီမိမကြီးရဲ့ဒီတော့ထဲမှာသူ့ရဲ့ဒီမိမကြီးရဲ့နွားညိုကြီးရဲ့ပဲရှိရမှာလား။နေနွားကိုပြန်လို့ခြင်းတလား။ လိုချင်တာပေါ့ဗျရိုးရိုးတေးသေးပြောစမ်းငါအသက်က200ကျော်ပြီတိလားဒီရောမောင်အောင်လဲအံ့ဩသွားပြီရိုးရိုးတေးသေးပြောရတာပေါ့ဟုတ်ဟုတ်ကဲ့ပြန်လိုချင်ပါတယ်အမေအေးအဲ့ဒီလိုပြောဟုတ်ပြီဒါဆိုရင်နေငါခိုင်းတာလုပ်ရမယ်ဟုတ်ကဲ့လုပ်ပါမယ်အမေကဲဒါဆိုရင်ငါနောက်လိုက်ခဲ့နေနွားညိုကြီးလဲဆွဲလာခဲ့ကြားလားဟုတ်ဟုတ်ကဲ့ပါအမေမောင်အောင်လဲအဲ့ဒီမိမကြီးကိုကြောက်တော့သူခိုင်းတဲ့အတိုင်းလုံရတာပေါ့ကွာ သူခေါ်တဲ့နောက်ကိုလိုက်သွားတော့ညောင်မကြီးတပင်အောင်မှာတဲတလုံးတွေ့ရတဲ့ဒီတော်ထဲမှာဒီတဲရှိအောင်သူတို့ရွာမှာတည့်ရလူတရားမှမရှိဘူးတဲ့အဲ့ဒါနဲ့တဲကိုရောက်တော့ပေါတူးတက်လက်ပေးပြီးမောင်အုံးကိုလူတရားစာလောင်းနဲ့တဲ့မြေချင်းတချင်းတူးခိုင်းနေဆိုပဲမောင်အုံးလည်းကြောက်တာပေါ့ကသူ့ကိုများတက်ပြီးဒီချင်းထဲမှာမြုပ်မာလာလို့တွေးရဆိုပဲအေးရပြီဟောရီမှာကြီးဆိုပြီးတဲထဲဝင်သွားတယ်တဲတဲရပြန်ထွက်လာတော့ကြေးလိမ့်မတစ်ချက်နဲ့ကြက်ဖာကြီးတစ်ကောင်ယူလာတယ်တဲ့ကွာ လက်ထဲမှာလည်းစက်ကူအထုပ်တစ်ထုပ်ပါသေးရဲ့။ကောင်းလေ။ငါပြောတာတည်တည်ချာချာနားထောင်။ပြပန်းစုစုနဲ့မိမကြီးကကြေးလေးပန်းကိုခင်းပြီးလက်ထဲကစက်ကူတော့ကိုဖြည့်လိုက်တော့အယိုးကောင်းဖြူဖြူကြီးရဲ့ဗျ။မိမကြီးကကြေးလေးပန်းထဲမှာအယိုးကောင်းထည့်ပြီးကြက်ဖကြီးကိုလဲပင်းလှီးပြီးတော့ကြက်သွေးတွေနဲ့အယိုးကောင်းပြန်လာရောတဲ့။ပြီးတော့ဆေးမုတ်တွေနဲ့အယိုးကောင်းပေါ်မှာရွှဲစုနေတဲ့သွေးရဲရဲတွေတဲကိုဖြူလိုက်တဲ့ဟိ။ပြီးတော့မှမအောင်ဘက်ကိုလှည့်ပြီးတော့ဟဲ့ကောင်လေးကြော့ ဒီစေးတုပ်ကိုနေယူတာငါမြေကြီးနဲ့ဝင်ပြီးထိုင်လိုက်မယ်။နေရအပေါ်ကနေမြေကြီးရဲ့အမြန်သာဖုတ်လိုက်ပြီးတော့ပြီးရင်ဟောရီခေါင်းခွန်တည်တည်ချာချာကြည့်နေ။ငါမြေကြီးနဲ့ရနေမန်တန်နေရွတ်မှာဒီအယိုးကောင်းရဲ့မျက်လုံးပေါက်တွေနှာခေါင်းပေါက်တွေပါးစပ်ပေါက်တွေကနေမီးတောက်တွေထွက်လာလိမ့်မယ်။နေမကြောက်နဲ့ကြားလာ။နေငါပေးခဲ့တဲ့စေးတုပ်တွေကစေးမဟုတ်ကိုယူပြီးတော့အဲ့ဒီမီးတောက်တွေကိုပေါက်လိုက်ပြီးတော့ဘုံကနေမီးငိမ့်သွားလိမ့်မယ်။ငါလဲကျင်းနေရထွက်လာလိမ့်မယ်။ငါ့ကိုမြေကြီးနဲ့မှာထားခဲ့ပြီး ထွက်ပြေးဖို့တော့မစင်စားနဲ့နင်တို့တိမ်ကုန်းရတွေ့ရလို့မီးတောင်တိုက်သွင်းပြီးတက်ပြစ်မယ်ကြားလားဟုတ်ဟုတ်ခဲ့ပါအမေကြုံမပြေးပါဘူးမိမကြီးကမြေကျင်းထဲဝင်ပြီးထိုင်လိုက်တော့မောင်အုပ်ကကျင်းကြီးကိုမြေပိုပေးလိုက်တာပေါ့ပြီးတော့အဲ့မိမကြီးမှားတဲ့တိုင်းကျေးလေးမန်းတွေကအယိုးကောင်ကိုစိုက်ကြည့်နေရတာပေါ့15မိနစ်မိနစ်20လောက်ကြာတော့အယိုးကောင်ရဲ့မျက်စိပေါက်တွေပါးစပ်ပေါက်တွေနှာခေါင်းပေါက်တွေကနေတစင်မိခိုးတွေဥပြီးထွက်လာတဲ့ဆိုပဲခဏနေရောဝုန်းဆိုတဲ့တန်ရင်နဲ့ မီးတောက်တွေထွက်လာတယ်တဲ့မောင်အုံးလည်းမိမကြီးပေးထားတဲ့ဆေးထုတ်ကိုဖြည့်ပြီးတော့ဆေးမုတ်တွေနဲ့မီးတောက်ကိုပေါက်လိုက်တာဝုန်းစုံမြည်သွားပြီးတော့မြေကြီးနဲ့ရမြေကြီးရဲ့ဖွာကနေလွင်းထွက်လာပြီးမိမကြီးပါလွင်းထွက်လာရတယ်ဟဲ့ဟာဟာဟာငါအောင်မြန်ပြီဟဲ့နေတိတ်တော်တဲ့ကောင်လေးနေကိုငါတုံးဖို့စားဖို့ပေးမယ်အဲ့ဒီလိုပြောပြီးတဲတဲဝင်သွားတယ်တဲ့ကွာပြန်ထွက်လာတော့မောင်အုံးကိုရွှေတင်းကငါးပြားပေးရတဲ့ပြီးတော့ပြောတဲ့တဲ့ကွာငါကမီးထုံလေအောင်မီမီ အခုမြေထုံလဲအောင်ပြီရေထုံလဲအောင်ခဲ့ပြီအဲဒီရောအာကာသထုံအောင်မှုပဲလူတော့တယ်ကောင်းလေအခုလာမယ်လာခွေညမှာနေငါ့ကိုကူညီပါငင်းတို့ကဒင်းငါ့တွေအများကြီးထက်ပေးမယ်ငါအာကာသထုံကူးတဲ့ချိန်မှာနေရဓာတ်တမ်းပြီးငါရဲ့ခန္ဓာကိုတညာလုံးစောင့်ပေးပါငါ့ကိုယ်တွေကိုပြန်ဝင်မလာမချင်းနေစောင့်နေရမယ်အဲဒီအာကာသထုံအောင်သွားရင်ငါအသက်ကနောက်ထပ်300ထက်ရှိမယ်နင့်ကိုတတိပြောင်ရွှေဒင်းငါ့တွေပေးမယ်နေလာပြီးကူညီမလား အဲဒီလိုမေးပြီးတော့သူ့မျက်လုံးပြူးပြူးကြီးနဲ့မောင်အုံးကိုစိုက်ကြည့်လိုက်တော့မောင်အုံးစရာတကူလုံးစက်သိန်းနဲ့ဖြန်းကနေထထသွားတယ်ဆိုပဲဒါနဲ့လာပါမယ်လို့ဂတိပေးခဲ့ရတာပေါ့ကွာအေးကွာတာတရနေုံနေုံအဲဒီကနေမပြန်ခင်မှာမောင်အုံးကမေးတဲ့အမေကရွှေတင်းကားတွေဒီလောက်ချမ်းသာရဲ့သားနဲ့ဒီတော်ကြီးထဲမှာဘာလို့လာနေနေရလဲဓမြတွေတက်သွားမှမကြောက်ဘူးလားဟဲ့ကောင်လေးငါကကဝေးဟဲ့ငါ့ကိုလူတွေတက်လို့မရဘူးဟဲ့ငါ့ကိုတက်ဖို့နေနေတာလား ငါအိမ်နာအောင်တော့ကတ်လို့မရအောင်တိလား။အော်ဒီလိုလား။ဒါတက်အမေမာဒီရွှေရင်းကားတွေအများကြီးဘလို့ရထားလဲ။အေးငါကကွေလေ။ငါမှကွေကြေးမုံလို့ခေါ်တဲ့မော်စီရင်ထားတဲ့မှန်ချက်တစ်ချက်ရှိရဲ့ဟဲ့ကောင်းလေးရဲ့။တထေးတွေအရာရှိတွေတယောက်နဲ့တယောက်စီးပွားပြိုင်တဲ့အခါအာနာပြိုင်ကြတဲ့အခါမနာရင်တယောက်ကိုတယောက်တက်ပြစ်ကြတယ်ရဲ့။အဲဒီခါမှာလူလူချင်းတက်တော့အမှုပေါ်မှာဆိုလို့ငါ့ကိုစုံစမ်းပြီးတိတ်တိတ်လေးလာကြတာ။ ပြီးတော့ရွှေတွေငါတွေပေးပြီးသူတို့တက်ချင်တဲ့လူရဲ့ဓာတ်ပုံပြပြီးတော့ငါ့ကိုကိုယ်ရည်ပညာနဲ့တက်ခိုင်းတာဟဲ့အဲ့ဒီတော့ငါ့မှာရွှေတွေငါတွေရှိနေရဖို့ကောင်းလေရဲ့အခုထောက်ကူတဲ့ကိစ္စရှိလို့ဒီမှလာနေရဒါတွေပြီးရင်ရန်ကုန်ကတတိတယောက်အတွက်သူ့ပြန်မဲ့တရားငါသွားတက်ပေးရအောင်ပါဟဲ့အမေလူကိုမှန်နဲ့တက်လို့ရသလားရတာပေါ့ဟဲ့တမဲလူရဲ့ဓာတ်ပုံကိုတည်တည်ချာချာစိုက်ကြည့်ပြီးတော့မှန်ရှိမှနှင်းစီအနီတပွင့်ပကံထဲမှာထည့်ပြီးချထားရတယ် ပြီးရင်ကမှော်မှန်တန်နေယူလိုက်ဓပုံနေရလူရဲပုံကငါရဲ့ကဝေးကြီးမုံနေမှာပေါ်လာတာပေါ့ငါနှင်းစီပန်းနဲ့အဲရီမန်နေရရုပ်ပုံကောက်ပေါက်လိုက်ရုံပဲဟဲ့အဲရီပေါက်လိုက်တဲ့ပန်းညှိုးသွားရင်အဲရီလူညှိုးရမယ်အဲရီပန်းချောင်းရင်အဲရီလူနဲ့ချောက်တွေ့လာရမယ်အဲရီပန်းနွမ်းရင်အဲရီလူနွမ်းဟဲ့ဒီပန်းကျွေးပြီဆိုရင်တော့အဲရီလူသိပြီပေါ့ဟဲ့ဟဲ့ကောင်လေးဒါရီထားလိုက်နေလာခွင့်ညာဆက်ဆက်လာမှာလားငါ့မှာပြင်ဆင်စရာတွေရှိရဲ့စိတ်ချပါအမေး ကြုံဆက်ဆက်လာခဲ့ပါမယ်။အေးဒါဆိုရင်နွားရိုက်သွင်းချက်အရောက်လာခဲ့။ဘသူမှအတိမပေးနဲ့ကြားလား။နင်းလာမယ်ဆိုပြီးတော့မလာရင်တော့ငါဆိုမဆိုနဲ့နော်။ငွေစိုးတွေအကောင့်တစ်ထောင်လောက်လှုပ်ပြီးတရွာလုံးတရောက်မကြံပေါက်တက်ခိုင်းလိုက်မယ်။အဲ့ဒီမိမကြီးကကျိန်းမောင်းတော့မောင်အောင်ခမကြောက်လိုက်တာလေကွာ။ကြောက်ကြောက်နေပဲသူ့နွားညူကြီးကိုဆွဲပြီးပြန်လာခဲ့ရောတဲ့။အော်ဒီเจ้าနေကိုမအောင်ကဆရာကိုကံမကိုပြောပြလာဆရာနုဖရဲ့အေးပေါ်ကွာ ကိုကံမိုင်နဲ့မအောင်ကငကိုကလေးကတော်တော်ခင်လာတယ်ကွအဲ့ဒါ तू ဘာလို့ဥကမှာလဲပေါ့တိုးတိုးတိတ်တိတ်တိုင်မင်တာပေါ့လေ तू သွားလို့ကိစ္စပြရနဲ့သူ့ကိုပြန်မလို့ပဲတက်ပြင်းလိုက်မှလဲကြောက်တာပေါ့ကွတကယ်လို့မသွားရင်လဲသူတို့တူရလို့ဒုက္ခပြီးမှကြောက်တဲ့ကွပြီးတော့မအောင်ကကိုဝေမာကြီးပြေးလိုက်တဲ့ရွှေရင်းကငါးပြားကိုလည်းထုတ်ပြတယ်တဲ့ဒီတော့ဆရာကိုကံမိုင်ကဘာပြောတော့ညဒီရဲ့เจ้าဘသူမှမသိစင်နေဆိုပြီးမနေ့ကပဲဆရာကြီးကိုအကြောင်းစုံလာပြောသွားတယ်ကွအေး ဟုတ်တယ်မောင်တာဒီအဲ့ဒါမှန်ထားကဝေမပဲကွာလူသက်တော့အင်မတန်ရဲတာဒီလူသက်တဲ့ကဝေမမျိုးအရှင်ထားလို့ဘယ်ဖြစ်မလဲဆရာကြီးသွားပြီးနှိမ်နေရမှာပေါ့ဆရာကြီးကကြားဖြတ်ပြီးဝင်ပြောတယ်ဗျတပွဲတလန်းတော့နှွဲရအောင်မှာပေါ့ကျုပ်ကပြောလိုက်တော့ဆရာကြီးကဆက်ပြောတယ်ဟုတ်တာပေါ့မောင်တာဒီကဒီပွဲမှာလည်းမင်းရဲ့အကူအညီတွေအများကြီးလို့မှာစိတ်ချစမ်းမှာဆရာကြီးကတာတရဆရာကြီးကိုဆရာနုံဖားလို့နဲ့သာဆိုရင်နမိတ်စာတွေနဲ့တက်ရပုတ်ရမယ်ဆိုရင်တော့တက်ရဲပါတယ်ဗျာ ယုံမာရဲမောင်တာတီဆရာကြီးကမောင်တာတီကိုယုံမိသားပါလောက်ွယ်ညာမတိုင်းခင်တရက်အလိုမှာတာတီတို့ခရမ်းကိုရောက်ခဲ့ကြတယ်ခရမ်းကကိုကံပိုင်ကိုခေါ်ပြီးမှလောက်ွယ်နေညနေမှာတိမ်ကုန်းကိုထွက်လာခဲ့ကြတယ်တိမ်ကုန်းကိုရောက်တော့နွားရွိုင်းသွင်းချိန်ပေါ်ဗျဆရာကြီးကတမင်ကိုချိန်ဆပြီးထွက်လာခဲ့တာကဝေမာကြီးကိုဆရာကြီးကရှော့မတွက်ဘူးဗျတသက်လုံးတူတက်ထားတဲ့ကဝေပညာနဲ့ကျေးစားလူသက်သမားလုပ်ခဲ့တဲ့ကဝေမာကြီးကကျုပ်တို့လာတာကိုလည်းကြိုသိနိုင်တယ်လို့ဆရာကြီးကပြောတယ်ဗျ။ တိမ်ကုန်းရောက်ရောက်ချင်းပဲကိုကံမာရမောင်အောင်နဲ့တွေ့တယ်။မောင်အောင်ကဆရာကြီးကိုကြတော့ပြီးတော့သူတွေ့ကြုံခဲ့တဲ့အဖြစ်အပျက်တွေကိုပြောပြတယ်။ကဲမောင်အောင်မင်းသွားမယ့်အချိန်ရောက်အောင်သွားတာသွား။ဘာမှမကြောက်နဲ့ဆရာကြီးကမင်းနဲ့ခက်လန်းလန်းရလိုက်ခဲ့မယ်။မင်းကသူခိုင်းတဲ့အတိုင်းလှုပ်ပေးလိုက်။အချိန်ရောက်တာနဲ့ဆရာကြီးတို့မင်းစီကိုလာခဲ့မယ်။ဟုတ်ကဲ့ပါဆရာကြီး။မောင်အောင်ကပစိုးလေးတစ်ထည်ခေါင်းပေါင်းပြီးတော်ရဲဝင်သွားတယ်ဗျ။ဆရာကြီးရဲ့ဆရာနုံဖရဲ့ကိုကံပါရဲ့ကြုတ်ရဲ့ မအုပ်ရဲ့နောက်ခက်ခွာခွာလိုက်ခဲကြရတာပြုဟောတွေ့ပြီပြုကဝေမာကြီးနေရဲ့တဲကလေးပြဟောမအုပ်တဲတဲဝင်သွားပြီပြုကျုပ်တို့ကခန္ဓာနန်းကတစ်ပင်ကြီးရဲ့နောက်မှာပုန်းနေကြရတယ်အားလုံးရဲ့မျက်လုံးတွေကတော့တဲလေးကိုပဲကြည့်နေကြတာပြုခုတည်းရောဘာမှထူးထူးခြားခြားမရှိသေးပါဘူးတပြေးပြေးမှောင်လာပြီပြဒါပေမဲ့တဲလေးထဲမှာဘာမှမထူးခြားသေးပါဘူးတပြေးပြေးနဲ့တိမ်ကုန်းရွာလေးဘက်ကခွေးဟောက်တန်းတွေတိတ်ဆိတ်လာတယ်ပြတက်ကြီးကောင်းချကြဲ့ ကျွတ်တွန်တန်နေခက်တက်တဲ့ကြားလိုက်ရတယ်။ညာ9နာရီလောက်တောင်ရှိပြီပေါ့ဗျ။ဟာမီးလုံးကြီးမီးလုံးကြီးကျောက်ကလေးတန်လေးနဲ့ပြောလိုက်တယ်ဗျ။ကဝေမာကြီးနေရဲ့တဲလေးရဲ့ခေါမိုးပေါ်မှာမီးလုံးကြီးတလုံးဗျ။ခေါမိုးနဲ့မထီတထီလေးရွေ့နေတာ။ဆရာကြီးနဲ့ဆရာနုံဖာအตาလေးကြည့်နေကြတယ်။ဆရာကြီးကလေးတန်လေးနဲ့ပဲပြောတယ်။တတော်ကိုမှော့ဆင့်မြင့်နဲ့ကုတ်ပြီးကွာ။အဲ့ဒါကဝေမီးလို့ခေါ်တယ်။နည်းနည်းမှမလောက်ကြနဲ့။တွေ့သွားလို့ကတော့အသေးပဲ။တိတာ။ စီအာကြီးပြောတော့မှကျုပ်ပြေကြောက်လိုက်တာဗျာကြက်သိန်းနေအောင်ထသွားတာပြို့မီးလုံးကြီးကကြည့်နေရင်မှပဲတဖြည်းဖြည်းကြီးလာတယ်ပြို့စားတွေ့တော့ကချင်းလုံးလောက်ပဲရှိရအခုတော့တပိတ်လုံးလောက်ရှိနေပြီဟောဟောခါမိုးနဲ့တထောင်လောက်กว่าမှာနေလိုက်မင်းနိုင်လုံနေရပြို့ပြန်တက်သွားပြီပြို့တပိတ်နေပေါ်မှာဝဲနေရဗျတိတ်မြိတ်မဟုတ်ပါဘူးငိမ့်ငိမ့်နေကြတော့အဲ့ဒါရန်သူရှာနေရကွာသူ့နေရာမှာရန်သူကင်းရလာရှာနေရဘာဖြစ်လို့လဲဆိုတော့ တဲထဲမှာသူခန္ဓာကိုထားခဲ့ရလေရန်သူတို့သာတွေ့လို့ကတော့အသေးသက်တော်မှာ၏ဆရာကြီးစကားဆုံးတဲ့ချိန်မှာပဲမီလုံးကြီးကတောအုပ်ပေါ်မှာပြန်ဝဲနေရကနေအနောက်ဘက်ကိုပြန်သွားတယ်ပြုဟာပြန်လာပြီပြုဟောသူတဲပေါ်နေဆင်းလာပြန်ပြီဗျအောင်မဲတဲကိုတပတ်ပတ်ပြီးပြန်နေရပြုဟောပြန်တက်သွားပြီဒီတခါတော့စိတ်ချသွားပြီထင်တယ်ဗျဟောတပည့်နေပေါ်မှာဝဲနေရင်းကနေပြန်သွားပြီပြုဒီတခါတော့မြောက်ဘက်ကိုပြန်သွားတာ ကျုပ်တို့စီရတပည့်တွေလှုပ်တော့မလှုပ်ကြဘူးစောက်ကြည့်နေတာဒီတခါတော့ကိုဝေမီလုံးကြီးပြန့်မလာတော့ဘူးနိုင်ဝဲလောက်တောင်ရှိပြီကဲသွားကြစို့ဟဲ့တဲထဲမှာမအောင်တော့ကျုပ်တို့ကိုကိုဝေမအောင်စောက်လုံနေရပြီပေါ့အဲ့ဒီလိုပြောပြီးစီရကြီးကရှေ့ရသွားတယ်ကျုပ်ကစီရကြီးနောက်ကလိုက်ခဲ့တယ်တဲရအတော်လေးတော့ကြဲသားဗျအိတ်လေကမ်းမှာကိုဝေမကြီးရဲ့ကိုကဆန့်ဆန့်ရင်ဘေးမှာတော့မအောင်ကတရှိတချောင်းကမီစောက်နေလို့ပေါ့ဘလို့လဲမအောင်ရဲ့မင်းတော်တော်ကြောက်နေပြီလား မပြောပါနဲ့ရောဆရာကူးကံမရဲ့စိတ်ပြည့်ရုံနေဘဲကမလဲကြောက်လိုက်တာလည်းပြောမနေပါနဲ့တော့မကြောက်ပါနဲ့တော့ကိုဝေမာကြီးသွားပါပြီကွဟွန်းဆရာတို့တွေးလိုက်လို့လားတွေးပါပြီလားမအောင်ရဲ့မီလုံကြီးပြန်ထွက်သွားတာတော်တော်နဲ့သွားတာမဟုတ်ဘူးဒီပေါ်မှာဝဲနေသေးတာကွဟာမီလုံကြီးဟုတ်လားအခုကျွန်တော်ဘာလုပ်ရမှာလဲဆရာတော်တော်ကြာလို့ကိုဝေမာကြီးပြန်လာရင်ကျုပ်ကိုတတ်မှာနော်ကဲမအောင်နဲ့မောင်ကံမှရွာပြန်ကြပြီရော့ မောင်ကံပါရမအုံးကိုတိတိကျကျစောင့်ရှောက်ပြီးအိမ်ရောက်ပို့ပေးလိုက်ပါအဲ့ဒီဓာကြီးကိုပါယူသွားကြမအုံးဘာမှမကြောက်နဲ့မင်းဘာမှမဖြစ်စေအောင်ဆရာကြီးတာဝန်ယူတယ်ဆရာကြီးအမိတ်တိုင်းကိုကံပိုင်နဲ့မအုံးတို့နှစ်ယောက်သာဓာတလက်ထမ်းပြီးပြန်သွားကြလိမ့်ရဲ့ဒီတော့မှဆရာကြီးကပြောတယ်ဗျတိတိကျကျကြည့်ညိုမှမင်းတို့ဓာမျိုးကိုတွေ့ရခဲ့တယ်ဒါကဝေထုံကူးနေရပေါ့သူ့ယောက်ကြီးကဒီမှာကြံနေရလေနန်းကတခြားမှာရောက်နေရကွာအဲ့ဒီနန်းလည်းသူ့ရဲ့ဒီယုံတိုင်းမှာရှိနေတာ ပညာစကားနဲ့ပြောရရင်တော့ဒါယုံချမ်းကြီးပေါ့ကွအတွင်ရယုံနူကနန်းနဲ့တူတူထွက်သွားပြီးသူကိစ္စတွေပြီးလို့ပြန်လာတော့မှဒီယုံချမ်းကြီးတဲ့ကိုပြန်ဝင်လာမှာကွအဲဒီယုံနူကပြန်လာတဲ့အခါကျွန်တော်တို့အနေနဲ့တွေ့နိုင်မှာလားဆရာကြီးဘယ်မြင်နိုင်မှာလဲနူဖားရဲ့ယုံနူဆိုတာယုံနူအချင်းချင်းမဲ့မြင်နိုင်တာတို့လိုယုံချမ်းနေနေတဲ့သူတွေနဲ့တော့သူတို့ကိုမမြင်နိုင်ဘူးအေးဒါပေမဲ့ယုံနူတွေကတော့တို့လိုယုံချမ်းနေကိုမြင်ရတယ်ကွဆရာကြီးကြောက်တစ်ခုမေးပြရစီ မေးပါမောင်တာဒီဘာများသိကျင်လို့တော့ဟိုစောစောကကျုပ်တို့မြင်နိုင်တဲ့မိလုံးကြီးကဘာများလဲဆရာကြီးအဲ့ဒါလေမောင်တာဒီရဲ့ဒီကိုအီမာကြီးရဲ့ဟော်ရီရုပ်ကြမ်းတရားထွက်သွားတဲ့ယုံနုလေအဲ့ဒီယုံနုနဲ့အတူတူဝိညာဉ်မှာပါသွားတာပေါ့သူ့ရဲ့ယုံနုကိုအရွယ်သေးသေးလေးလှုပ်ထားရလေဒါမှသွားကျင်အောင်လှစ်ခနဲသွားလို့ရမှာပေါ့ပြီးတော့အပေါင်သေးသေးလေးတွေကိုလည်းသူ့ဝေနိုင်ထွက်နိုင်တာပေါ့ကွာအဲ့ဒီယုံနုရဲ့ဘေးမှာထွက်နေတဲ့အလင်းရောင်ကအနီရောင်လေးမောင်တာဒီရဲ့ ဆရာကြီးတို့ကကဝေမာကြီးရဲ့ရုံးနှူးကိုမတွေ့ရပေမဲ့သူ့ဘေးမှာပြာထွက်နေတဲ့အနီရောင်တော့မြင်နေရတယ်လေ။ဒါအောင်တွေ့ရလူတွေကမီးလုံးကြီးလို့ထင်ကြတာပေါ့။တကယ်တော့ဒါစုံးနေကဝေကြီးရဲ့ကိုရေကခွဲထွက်လာတဲ့ရုံးနှူးပေါ့။အော်ဒီလိုကျုပ်ပြစ်ဓာရီခုမှကြားဘူးတော့လေဗျ။အဲဒီလိုကျုပ်ကတန်အန်တော်အောင်ပြောလိုက်တယ်ဗျ။ဟာဟိုမဆရာကြီးဟိုမဆရာနုံဖအလန့်တကြားပြောပြီးတဲရဲ့အရှိကန်နှံရံကိုထိုးပြတယ်ဗျ။ဘာတော့နုံဖရဲ့မှန် မှန်လေးဆရာကြီးဆရာကြီးရောကျုပ်ရောဆရာနုဖားပြတဲ့နေရာလှမ်းကြည့်လိုက်မိရဲ့ပြုဟုတ်ပါရဲ့ဗျာစိုးစိုးကဒါကိုကျုပ်တို့မတွေ့ဘူးဗျလူတရဲလောင်းမြင်းနဲ့မှန်ချက်ကြီးပြုတ်ဘေးနားမှာကနုတ်ပန်းတွေဖော်ထားတဲ့ဘောင်ခွေနေဗျကြီးရတော့တတော်ကိုရှေးကြတဲ့လက်ရလူတတိတ်တင်နေမှန်ပေါ်မှာပိတ်စအနေတစနဲ့ဖုံးထားတာမှန်ရဲ့ပြက်ကတော့နှစ်ပေလောက်နှစ်ပေခွဲလောက်ရှိမယ်တင်နေဟာဟုတ်သားပဲကွာဒါကဝေကြေးမုံလို့ခေါ်တဲ့မှန်ချက်ကြီးပဲအဲ့ဒါယူနေလူသက်တာကွာ ဒါကြောင့်မှန်ထောင်ကွေလို့ခေါ်ကြတာပေါ့။မန်တန်ရွတ်ပြီးမှန်ကိုစိုက်ကြည့်လိုက်တာနဲ့သူတမ်းမဲလူရဲ့ပုံကဒီမှန်ကြီးမှာခဝါဝါပေါ်လာတာလေကွ။သူ့ရှိမှပကံတစ်ချက်နဲ့နှင်းစီပန်းတစ်ပွင့်ထည့်ထားတယ်ဆိုပဲ။အဲဒီပန်းကလည်းတည်တည်ချာချာစီရင်ထားတဲ့ပန်းပေါ့။မှန်ကိုစိုက်ကြည့်နေအောင်မှာခဝါဝါမြင်နေရတဲ့လူပုံစံကတစ်ချက်မှထင်းထင်းရှားရှားပေါ်လာရော့တယ်ကွ။အဲဒီချိန်မှာပကံထဲကပန်းကိုယူပြီးမှန်ကိုပေါက်လိုက်ယုံမဲ့တဲ့ဟိ။အဲဒီပန်းနွမ်းချောက်ပြီးကြွေကျသွားချိန်မှာ မှန်ထဲမှာပေါ်လာတဲ့လူလဲတေးတာပဲတဲ့လောက်ကြံကျင်တဲ့လူကသူတို့ရွှေတင်ငါပြားတွေပေးရတာလေဗျဒါကြောင့်ဒီကူဝေးမကြီးကမအုံးကိုရွှေတင်ငါပြားတွေပေးလိုက်တာပေါ့မှန်ထောင်ကဝေးဆိုတာအင်မတန်ကြောက်စရာကောင်းတာဟဲ့ဆရာကြီးပြောရနေတယ်ကျုပ်တော့ကြောချမ်းလာပါပြီဆရာကြီးရဲ့ဘာကြောက်စရာရှိလဲမောက်တာလေဆရာကြီးတို့ကတော့တင်းုံရှင်းပြရမှာပေါ့ဒီလိုမှမရှင်းရင်အသက်ရာကြီးပြီးရှိတဲ့ဒီကဝေးမကြီးကလူတွေအများကြီးကိုထတ်ပြီးတတ်နေအောင်မှာမို့လားဟုတ်ပါရဲ့ဆရာကြီး ကျုပ်ဘာကူရမလဲဆိုတာသာပြောပါကျုပ်ကပြောလိုက်တော့ဆရာကြီးကခေါင်းညိတ်ပြီးကဲနုံဖားနဲ့မောင်တာလေးခဏလောက်နောက်ဆုံးနေကြပြီရော့ဆရာကြီးရဲ့စကားဆုံးတာနဲ့ကျုပ်နဲ့ဆရာနုံဖားကနောက်ကိုဆုပ်ပြီးတဲရဲ့တခြားထီရံဘက်ကိုတွားခဲရက်နေကြရတယ်ဗျဆရာကြီးကသူ့လွယ်အိတ်ထဲကမြေပြူခဲတခြားကိုထုတ်ယူလိုက်ပြီးတော့ဆန်းဆန်းရင်ပြင်းနေတဲ့ကိုဝေမာကြီးကိုစပိုင်းပုံစံဝိုင်းပြီးစီးချလိုက်တယ်ပြီးတော့ဝကယ်ကျန်းပြင်းပေါ်မှာပဲအင်းကွက်တွေချပြီးမန်တန်နေရွတ်တယ် အဲဒီလိုဆရာကြီးမန်တန်နေယူနေတဲ့အချိန်မှာကျမ်းပြင်မှာဆွဲထားတဲ့အေးနေရအယောင်တွေလက်သွားတယ်။ကျုံးမြင်လာရတာကိုဆရာနုံဖလည်းမြင်မုံရတယ်။အဲ့ဒါအေးနှိုးတာကွာတတရ။အေးကိုအသက်သွင်းတာပေါ့။တက်ဝင်သွားလို့အယောင်တွေပြိုးပြိုးပြက်ပြက်ဖြစ်သွားတာ။အဲ့ဒါမြေဖြူတောက်ကလည်းဆရာကြီးတည်တည်ချာချာစီရင်ထားတာရိုးရိုးမြေဖြူတောက်မဟုတ်ဘူးလေ။ဩဟုတ်လားဆရာနုံဖ။ဟောကျုံးတဲ့ဆရာနုံဖစကားပြောနေတော့မှပဲ။ဆရာကြီးကရှေဟောင်းမှန်ချက်ကြီးစီကိုတွားတယ်ဗျ။ ပြီးတော့အမှန်ပေါ်မှာအင်းခွက်တွေချလိုက်တယ်။အဝင်းနဲ့ကြီးကိုစီအာကြီးဖယ်လိုက်တဲ့ချိန်မှာကျုပ်ပြအရိမန်ကြီးကိုကြည့်တော့မကြည့်ရဲပါဘူးဗျာ။ဒါလူတက်တဲ့မှန်ကြီးဗျ။ရိုးရိုးမှန်မဟုတ်ဘူးလေ။ကဝေမှန်ကြီးကျုပ်ကြောက်နေအောင်စီအာနုံဖားတွေ့တော့မကြောက်နဲ့တာတည်း။အခုတည်းကရိုးရိုးမှန်ပါပဲ။မန်တန်သွင်းလိုက်မှမှော့ဝင်သွားပြီးကဝေမှန်ဖြစ်သွားတော့တာ။ကဲနုံဖားရကွင်းစေးတောင်းထုတ်ပြီးသွေးပြီးတော့ပြီးရင်မောင်တာတီကိုဆေးကွင်းပြီးတော့ကဝေမာကြီးပြန်လာရင်ကြောက်ချထားတဲ့အင်းနေကြောင့ သူ့ကိုယ်တည်းကိုပြန်ဝင်လို့ရမှာမဟုတ်ဘူးအဲဒီအတွက်ကြောင့်ကျုပ်တို့ကသူ့ယုံမှုကိုမြင်ရမှာမဟုတ်ဘူးလေအဲဒါကြောင့်မောင်တာတရားကြည့်ပြီးသူ့ဘက်မှာဘာလုပ်နေလဲဆိုတာပြောပြရမယ်ကိုဝေမာကြီးကသူ့ကိုယ်တည်းကိုပြန်ဝင်လို့မရတော့ရင်ဒေါသတအားထွက်တော်မှာကွသူရင်ဆိုင်ရမဲ့ရန်သူရဲ့အဆင့်ကိုလည်းချက်ချင်းတွက်လို့ရသွားမှာကျုပ်ကလည်းနည်းနည်းမှညှ့မှာမဟုတ်ဘူးကျုပ်ကလည်းနည်းနည်းလေးတော့မှနောက်ကျလို့မရဘူးကွဒီဘွဲကသူ့ရောကျုပ်ရောအသက်လူဘွဲပေါ့ကဲနုံဖောင်းမောက်တာတွေပါစေးတော်ကြီးကွင်းမို့လို့တော့ ဆီယနိုဘားမျက်ကွင်းစေးတော်ယူထုတ်ပြီးကျွမ်းကျွမ်းကျင်ကျင်တွေးတယ်။ပြီးတော့ကြုံမျက်လုံးနှစ်ဖက်ကိုဆေးကွင်းပြရဲ့ဗျ။ဆေးကွင်းပြီးတော့ဆီယာကြီးကပြောတယ်။နှုံဖမော်တာတရုတ်နှက်ဆက်ရောင်အင်းတစ်ချက်တိုက်ထားလိုက်။ဒါမှကိုရီမာကြီးကသူ့ကိုကိုရီဆက်တင်နဲ့ပြင်ကာဝဲနိုင်မှာ။ဟုတ်ကဲ့ပါဆီယာကြီး။ဆီယနိုဘားအင်းတစ်ချက်ကိုခန့်မြန်မြန်ထုတ်ပြီးအင်းတော့ပကံလုံးလေးထဲမှာပြချ။ရင်စီဘူးလေးကရေစင်တွေမှွေပြီးကြုတ်ကိုတိုက်တယ်။ကဲအားလုံးပြီးရင်ကြုတ်တို့အပြင်ထွက်ကြမယ်။ ီကဝေးမကြီးဘဲချိတ်ပြန်လာမယ်တော့မသိဘူးကွ။ဆရာကြီးကပြောရင်းဆိုရင်တဲပြင်ကိုထွက်တယ်။ကျုံတဲ့ဆရာနုံမှလည်းနောက်ကလိုက်ခဲ့ကြတယ်။ကဝေးမကြီးရဲ့တဲတောင်ပန်းမှာမြန်ခင်တစ်ခုရှိခဲ့ဗျ။ဆရာကြီးကအဲ့ဒီနေရာကိုရွေးလိုက်တယ်။ပြီးတော့မြန်ခင်ရဲ့ဘေးကတရဲပင်ကြီးရဲ့နောက်ဘက်ကိုဝင်းနေလိုက်တယ်။ကျုပ်တို့ဆရာတပည့်တွေစောင့်နေလိုက်ကြတာ။တိမ်ကုန်းရွာဘက်ကတကောင်ကြက်တုံနဲ့တက်တက်လေးတို့တော့ကြားနေရတယ်ဗျ။ကျုံစိတ်တင်ပြောရရင်တော့တကောင်ကြော်ပြီးတနာကြီးလောက်ကြာ။နာကြီးပြန်တစ်ချက်လောက်ပေါ့ဗျ။ ကျုံလေဟိုကြီးတီကြီးနဲ့ကြည်နေတယ်။ဟောမီးလုံးကြီးရောက်လာပြီပြုတ်။တာတေလေးတန်လေးနဲ့ပြောလိုက်တာဗျ။ဆရာရောဆရာနုံဖပါ။တာတေလည်းညှိုးထိုးပြတဲ့နေရာကိုကြည့်ရဲ့။အေးဟုတ်တယ်မောက်တာတေအစင်းသိပြင်ထားပြီရော့။နုံဖကအင်းနဲ့ပြင်ထားပြီရော့။ဟုတ်ကဲ့ပါဆရာကြီး။ဆရာကောင်းတစ်ဖက်ပြီးသားလာတဲ့ဆရာနုံဖကတော့ဘာမစိုးတခုမဲ့။အလွန်စိတ်ချရတဲ့ဆရာကြီးရဲ့တပည့်ပါဗျာ။ဟောကွေမီလုံးကြီးကတစ်ပင်နေပေါ်မှာမြူတူပြီးဝဲနေရပြုတ် နှိမ့်စင်းလာလိုက်အပေါ်မြင့်တက်သွားလိုက်အနောက်ဘက်ကိုပြန်တက်သွားလိုက်အရှေ့ဘက်ကိုပြန်ထွက်သွားလိုက်နေပြတာတီးဆိုတဲ့ကျုပ်ကလည်းအရေးပေါ်ပြီဆိုရင်စက်သေးတစ်ဖြန်းဖြန်းပဲပြို့ဟာကဝေမီတော်ကြီးကျုပ်တို့ဘက်ကိုပြန်လာနေပြီပြို့ဆရာကြီးရောကျုပ်တို့အားလုံးတရက်ပင်ကြီးရဲ့နောက်မှာနှိမ့်နေကြတာဟောပြန်ထွက်သွားပြီပြဟာဒီတခါတော့တဲခေါမုံမှာကပ်ပြီးဝဲနေရပြို့ဟောငြိမ်သွားပြီခေါမုံဘုံမှာကပ်ပြီးငြိမ်နေရပြို့ဟာ တဲတဲကိုခေါမိုးဖောက်ပြီးဝင်သွားတာပြို့ဟာပြဿနာတော့စပြီပြို့ကဝေမာကြီးတဲတဲမှာခုံပေါက်နေပြီတင်တယ်ဆရာကြီးချထားတဲ့အင်းတွေကြောင့်သူ့ကိုယ်ထဲကိုပြန်ဝင်လို့မရတော့ဘူးဟာတဲတဲမှာဝုံနိုင်ကျဲနေပြီပြို့ဟောထွက်လာပြီပြို့ထွက်လာပြီဆရာကြီးကဝေမာကြီးတဲရှိကိုထွက်လာပြီဗျစပင်ဖားလျားကြီးနဲ့ထမင်ရပေါင်လေလောင်းတိတူတူကြီးဝှစ်ထားတာမျက်လုံးနှိနေကြီးရဲ့နဲ့လိုက်ကြည့်နေပြီပြို့ဟုတ်ပြီမောက်တာတိမင်းမြင့်သမ ्या ကိုတစ်ခုမှကြံမြန်မြန်ပြောပြီးတော့ဟော တဲဟိုဘက်ကိုထွက်သွားပြီဗျ။ဟာပြန်လာပြီဗျ။လိုက်ရှာနေရဆရာကြီးရဲ့ကျုပ်တို့ဘက်ကိုခါးကြီးထောက်ပြီးကြည့်နေတယ်။ဆရာကြီးတို့ကမြင်ရလား။ဘယ်မြင်ရမှာလဲမောင်တာတည်းရဲ့သူ့ကိုယ်တည်းကိုပြန်ဝင်လို့မရတော့ဝင်းညင်နေနဲ့ရှောက်သွားနေရလေ။မင်းကမျက်ကွင်းစီးတော့ကြောင့်မြင်နေရတာ။ကဲကဲမြင်သမျှသာပြောပြီ။ဟုတ်ကဲ့။ဟာလာနေပြီဆရာကြီး။ကျုပ်တို့ဘက်ကိုလာနေပြီဗျ။မျက်ခင်းလည်းရောက်နေပြီ။အေးဟုတ်ပြီ။ကျုပ်တို့ထွက်ကြမယ်။ဆယ်ပေလောက်အကွာရောက်ရင်ရက်လို့ပြော မော်တာတရားမြင်ရတော့ရဲရမဲ့နေအောင်တည်တည်ချာချာပြနော်။ကဲလာထွက်စို့။ပြပြဆူဆူစရာကြီးရရှိရထွက်တယ်။ကျုပ်ကကိုရီမာကြီးရက်တဲ့နေအောင်လက်ညှိုးထိုးပြတယ်။ဟုတ်ပြီ။တွားတွား။ရောက်ပြီ။ရက်တော့စရာကြီး။ဆယ်ပြီလောက်กว่าမှာကျုပ်ကရက်ခိုင်းလိုက်တယ်။ပြီးတော့ကိုရီမာကြီးကိုတက်တဲ့လက်ညှိုးထိုးပြလိုက်တယ်။ဒေါသအရန်ထွက်နေရဲ့ကိုရီမာကြီးကမျက်လုံးနီးနဲ့ကြည့်နေရဲ့ဗျ။လက်နှစ်ဖက်ကိုကြက်ချေကန်ရှက်ထားတယ်ဗျ။ဗဇက်ကလည်းမန်တန်နေယူနေရဲ့။ဟာ။ လန်နဖတ်ရှက်ထားတဲ့နေရာကဝေဆက်တွေထွက်လာပြီပြုမြင်ရတဲ့မောင်းတာတည်းရဲ့အဲ့ဒီဆက်တွေကိုတော့ CIA မြင်ရတယ်။မင်းအနောက်သာစုပ်နေတော့ CIA ကပြောပြောဆိုဆိုသူ့လက်နှစ်ဖက်ကိုကြက်ချေကန်ရှက်လိုက်တယ်ဗျ။လက်ကဝေးနေရာမှာလက်နှစ်ဖက်ရှက်ထားတာပြီးတော့မန်တန်ရွတ်တယ်ပြု။ဟာ CIA ရဲ့လက်ကလည်းတလက်လက်နဲ့အယောင်တွေထွက်လာတယ်ပြု။အလိုကဝေဆက်တွေနဲ့ CIA ရဲ့အလေးရောင်တွေတွေ့ရမယ်ပြု။ဟောတွေ့ပြီပြုတွေ့ပြီ။လဲကျသွားပြီပြု။ ကဝေမာကြီးဖင်ထားရက်ကြီးကျသွားပြီဟောပြန်ထလာပြီဆရာကြီးဟာသူ့ပါဆက်ကိုအကျယ်ကြီးဟထားတာပြို့ဟမ်ဟုတ်လားဒါဆိုကဝေမီတောင်းနဲ့မှုတ်တော့မှာကွနုံဖပေးစံဆရာကိုပထမရေးစင်အင်းဆရာနုံဖကလွယ်အိတ်တရအင်းတချက်ကိုကြပြကြရထုတ်ပေးလိုက်တယ်ဗျဟုတ်ပါရဲ့ဗျာကဝေမာကြီးရဲ့ပါဆက်တရမီတောက်ကြီးထွက်လာတယ်ပြို့ဟာဆရာကြီးမီတောက်ကြီးအေးတွေ့ရတယ်မောက်တာဒီမကြောက်နဲ့ဟိဆရာကြီးက ပထမရေစင်အင်းကိုလက်ထဲမှာစားလိုက်ရင်ပတ်လိုက်ပြီပြုဟာအင်းကမီးတောင်းတက်တဲ့ဝင်သွားတာဗျဟောရေတွေပန်းထွက်လာတာပြုဆရာကြီးပြတ်တဲ့အင်းရတင်နေရေတွေပန်းထွက်လာတာဗျကိုဝေမီးတောင်းကြီးနောက်ကိုလွှဲထွက်သွားပြီပြုကိုရီမာကြီးကနောက်ဘက်ကိုခြေတလန်းစာလောက်ခုံထွက်သွားတာပြုပြီးတော့ကောင်းကင်ကိုမောကြည့်ပြီးမန်တန်ရွတ်တယ်ဟာဆရာကြီးသူ့ထမေကြီးကိုဖြည့်ပြီးဖြန့်ချလိုက်ပြီပြုဟာချုပ်လိုက်ပြီပြုဗဇက်ကလည်းမန်တန်နေရွတ်နေရဗျဟေး ဟုတ်လားမောင်တာဒီနှုံဖဒီကောင်မကြီးလက်သားလုပ်ပြီးပြေးတော့မှာအိတ်ထဲကိုမြင်မြန်နိုင်စမ်းမှောင်ဝင်လေးနဲ့မြပါတယ်တွေ့လားတွေ့ရစီယာရော့ရော့ဒီမှာတုပ်ပြေတတော်ကိုအံ့ဩသွားတာဗျစိတ်လေတော်တော်ပြတ်သွားတယ်ပြုတကယ်ပါဆရာနှုံဖထုတ်ပေးလိုက်တဲ့လေးဆိုတာတထွာလောက်ရှိရဲ့လေးလေးဗျမြားဆိုတာကလည်း၆လမ်းမလောက်ရှိရဲ့မြားလေးဒါလေးနဲ့ဒီကဝေမာကြီးကိုဘလို့ပြစ်မှာတော့မြကြည်ထားမောက်တာဒီရက်ချင်မပြက်ကြည်ထားခွဲ့ဟုတ်ကဲ့ဆရာကြီးဟာ ဟုတ်တယ်ဗျကဝေမာကြီးလက်ဓာကြီးဖြစ်သွားပြီနဲတဲ့ကောင်ကြီးမဟုတ်ဘူးဆရာကြီးအတော်ပန်နဲ့တခက်ခက်လုံနေပြီဗျပြဇန်တက်တဲ့လက်ညှိုးထိုးကျုပ်ကလက်ဓာကြီးရဲ့ရင်မှတ်ကိုတက်တဲ့ထိုးပြတော့သူ့ရဲ့တထွားလောင်းရှိရဲ့လေးလေးမှာညာသေးသေးလေးတင်ပြီးချိန်နေဗျပြီးတော့မန်တတပုတ်အတန်ကျဲကြီးနဲ့ရွတ်တယ်ဟောဆရာကြီးလေးကိုဆွဲတင်ပြီးပြစ်တော့မယ်ဗျဟာပြစ်ပြီပြစ်ပြီဟင်ညာလေးကဖွေခနေဆိုတဲ့တန်းနဲ့ပြေးထွက်သွားပြီဗျဟာအလင်းတန်းကြီးဗျ မြအလင်းတန်းကြီးဖြစ်သွားတာပြို့မိုးကြိုးပြည့်တွေ့ရတဲ့အလင်းတန်းမျိုးပြထိပီပြို့ထိပီအလင်းတန်းကြီးကလဒါကြီးရဲ့ရင်ဝါကိုတန်းပြီးတော့ဖောက်သွားတာဗျဟာလဒါကြီးခြေလက်ပတ်လဲသွားပြီပြို့အတောင်ပံကြီးခတ်နေရပြို့ဟောငြိမ်သွားပြီဗျဟွန်းလဒါကြီးကမီးတောင်ကြီးထားတောက်တာပြို့ဝုံငနဲ့ကိုမြည်သွားတာတပြိုင်တည်းပါပဲတဲရရလည်းဝုံငနဲ့မြည်ပြီးကဝေမာကြီးရဲ့ကူမလည်းမီးတောက်တွေထပြီးတောက်လာတာခလွန်းဆိုတဲ့ ဝေမကြီးမုံလို့ခေါ်တဲ့ကဝေမကြီးရဲ့လူသက်တဲ့မန်ကြီးကလည်းအစိမ့်စိမ့်မှမှကွဲသွားတယ်။ဟောကြီးနေုံမှာမိတောက်ကကြီးကြီးလာပြီးတော့တဲဟုတ်ပါဆွဲတော့တာပြုငရေမိတောက်ထားတောက်တာဟဲ့လာလာတရက်ပင်နေနောက်မှာကတ်နေကြတိတ်ပူတဲ့မိကွက်တရက်ပင်နေနောက်မှာကတ်နေရင်ကြုံကြည့်နေတာတဲတလုံးလုံးပြားကြပြီးတော့ပျောက်သွားတော့မှကျုပ်တို့တိမ်ကုန်းရွာကိုပြန်ခဲ့ကြတော့တယ်ဟုတ်ကဲ့ပါရှင် စာရေးဆရာတာတီရေးသားထားတဲ့မှန်ထောင်ကဝေးဆိုတဲ့ဇလန်းကတော့ဒီမာရီမဲ့ပြီးဆုံးပါပြီ။ဇလန်းလေးကိုအားပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကျေးဇူးတင်ပါတယ်ရှင်။